ဇလန်ရဲ့အစမှာစင်တော့မီယိုကိုဆွဲကောက်မလေးတယောက်အတန်းထဲမှာကိုကိုကိုကျိုးဆွဲချနေတာအားတွေ့နေရပါရင်ဘေးနားမှာចောင်းသားလေးယောက်ရှိနေခဲ့ပေမဲ့ဘယ်သူကမှမသားစီကြပါဘူးခဏကြာမှမီယိုကိုတည်ဆုံသွားရပါရင်အဲ့ဒီနောက်မီယိုကိုရဲ့အခင်ဆုံးတငယ်ရှင်ဖြစ်တဲ့ယူရဆွဲနောက်ထပ်ကောက်မလေးတယောက်ကအတန်းထဲကိုပြေးဝင်လာခဲ့ပြီးကဲဖို့အတွက်စူးစမ်းပြီမဲ့နောက်ကျသွားပြီဖြစ်လို့မီယိုတယောက်ချက်ချင်းပဲတည်ဆုံသွားတော့ပါပြီ။ယူရကကြည်ကွင်းစွာနဲ့ထိုင်ငိုနေတော့မီယိုရဲ့ဝိညာဉ်ကသူမရဲ့အရှိမပေါ်လာခဲ့ပြီးတော့ နေငါကိုကဲခဲ့တင့်တယ်လို့ပြောပါရင်နောက်မကြခင်မှာပဲယူရတယောက်ကြောက်လန့်နေကြနိုးလာခဲ့ပါပြီဒါပေမဲ့ဒါဟာအိမ်မက်ဆိုတစ်ခုဖြစ်တယ်ဆိုတာကိုသိပေမဲ့တကယ်ဖြစ်ခဲ့ဖူးတဲ့အဖြစ်ပြပါ လွန်ခဲ့တဲ့10နှစ်တုန်းကယူရရဲ့အထက်တန်းကျောင်းတငယ်ချင်း map ကလည်းအခုလိုပုံစံမျိုးနဲ့ပဲကိုယ့်ကိုယ်အဆုံးစီရင်သွားခဲ့ပါရီးသူမရဲ့အိမ်မက်ဇိုးဝေကဆက်ပြီး6လနေနဲ့ပဲနဲ့နေပြီးတော့မောင်းမိုက်တဲ့လိုဝက်ချက်တစ်ခုကိုပေါ်ထုတ်ပြနေခဲ့ပါရီးအဲ့ဒီလိုဝက်ချက်ကတော့နောက်မှတိလာရမှာပါယူဟာသူရအထက်တန်းကျောင်းတငယ်ချင်းတွေကို message ပို့ပြီးတော့အဲ့ဒီညနေမှာချင်းသွေးဖို့ဆုံးပြလိုက်ပါရင်ညနေပိုင်းမှာပဲယူဟာသူတငယ်ချင်းတွေနဲ့အတူရှိနေတာကိုတွေ့ရမှာပါသူတို့၄ယောက်ကယူရအိမ်မက်ထဲမှာမိို့ကိုဝိုင်းကြည့်နေတဲ့လူတွေပါ နှစ်ယောက်ကယောက်ျားလေးဝေဖြစ်ပြီးတယောက်ကတော့ကျုံထိုင်းလို့ခေါ်ပါရီနောက်တယောက်ကကျုံတိုင်းရဲ့တငယ်ရှင်မင်းကလေးနောက်တယောက်ကလည်းယူရရဲ့တငယ်ရှင်တယောက်ပါစကားပြောနေနေပဲယူရကကျုံတိုင်းကိုအပြင်းစီခေါ်ထုတ်ပြီးတော့နှစ်ယောက်ထဲမီးလိုက်တာကနေမီယိုကိုမှတ်မိလားဆိုတဲ့စကားပါ ကျွန်တိုင်ကမီယိုးစွာဘက်တူမမမတ်မိဘူးလို့တွန့်စုံနေပဲပြန်ဖြေပါရင်ယောဝကသူတို့အလုံးတစ်ချိန်တော့ကအတန်းဖို့ဖြစ်ခဲ့ဖူးတဲ့စွာကိုပြန်လဲတတိပေးဖို့ကြိုးစားပြီမဲ့ကျွန်တိုင်ကငါပြောပြပါပြီအခုဆိုရင်ငါမီယိုးကိုမမတ်မိဘူးလို့ပြပြသားပဲငင်းဆိုလိုက်ပါရင်ရုတ်တရက်ယူရတရားနေမကောင်းတယ်လို့မျိုးခံစားရပြီးတော့အော့အန်ရှင်လာတာကြောင့်အင်တာကိုတွားခဲ့ပါရင်အင်တာထဲမှာကြောက်စရာကောင်းတဲ့ဝိညာဉ်တစ်ခုကိုမြင်လဲရပြီးကြောက်လန့်တဲ့ကြတတိလက်လဲကြသွားခဲ့ပါရင်အဲ့ဒီနောက်မှာသူမကလေးဘဝအမြင်အယုံတစ်ခုကိုရလာခဲ့ပါပြီ သူမနဲ့မိ ਉ ကိုအခင်ဆုံးတငယ်ရှင်တွေဖြစ်ခဲ့တဲ့ပုံနဲ့မိ ਉ ကသူမကိုလက်ကောက်လေးတကွင်းလက်ဆောင်ပေးခဲ့တဲ့ပုံတွေပါယူရတယောက်နိုးလာတဲ့ခါမှာတော့သူမတငယ်ရှင်တွေနဲ့သူကားပေါ်မှာရှိနေခဲ့ပြီးခရီးဝေးတစ်ခုတွားနေကြတာကိုတွေ့ရပါတယ်။သူမအားနေပြီးတော့မူလဲတာဖြစ်နိုင်တယ်လို့တငယ်ရှင်တွေကပြောပြပါတယ်။ယူရရဲ့တငယ်ရှင်တယောက်ကကားမောင်းနေခဲ့ပြီးတော့ကြံတဲ့လူတွေခဏအိပ်ပျော်နေတဲ့အချိန်မှာယူရတယောက်ထဲနိုးလာခဲ့ပါတယ်။ ကာမောင်တဲ့တငယ်ရှင်က"သူမအနေကောင်းရလား"လို့မေးတဲ့အခါမှာ you are ကလည်းပြတ်မဖြစ်ပါဘူး။အဲ့ဒီတော့တငယ်ရှင်ကလဲကြည့်လိုက်တဲ့အခါမှာကြောက်ဖို့ကောင်းတဲ့ဝိညာဉ်တကောင်ကိုမြင်လိုက်ရပြီးအဲ့ဒီနေရာနဲ့ပြတ်တောက်သွားခဲ့ပါရင်းနောက်ထပ်တစ်ခမ်းမှာဆိုရင်တငယ်ချင်းအလုံး UR Aimmet Map ဖူးတဲ့အတန်းခမ်းထဲမှာပြင်ရောက်နေကြတာကိုတွေ့ရပါပြီ။ရုတ်တရက်ဘယ်လိုရောက်လာတယ်လဲဆိုတာကိုဘယ်သူမှမဖြေနိုင်ပေမဲ့အလုံးကအံ့ဩဝေဝါဖြစ်နေကြပါပြီ။သူတို့ရဲ့ဖုန်းနဲ့အလုံးကလည်းပျောက်နေခဲ့ပါပြီ အဲ့ဒီအခါမှာယူဝါကဒါဟာသူမအကြောင်းတက်ခဲ့မှုတဲ့စာတင်ခန့်နဲ့အကြောင်းပဲဆိုတာကိုသတိထားလိုက်မိပါရင်ယူဝါရဲ့တငယ်ချင်းတွေကလည်းတဘောတူလိုက်ကြပြီးဘာကြောင့်များဒီနေရာကိုရောက်နေကြတာလဲဆိုတာကိုတွေးပူနေကြပါရင်အဲ့ဒီအခါခြေတော်မှာဒဏ်ရာရထားတဲ့အတွက်ကောင်းကောင်းလမ်းမလျှောက်နိုင်တဲ့ယူဝါရဲ့တငယ်ချင်းတယောက်ကိုအလုံးကစွန့်ပူပန်နေကြပါပြီအဲ့ဒီနောက်သူတို့အလုံးအထက်တန်းကျောင်းတို့ကအတိတ်ကိုပြန်ပြီးပြသကြပါရင်အဲ့ဒီအချိန်တော့ကယူဝါဟာသူတို့၄ယောက်နဲ့မပေါင်းသေးပဲနဲ့ သူတို့အဖွဲ့ထဲဝင်ရှင်နေခဲ့တာပါဒါပေမဲ့ကျွန်းတိုင်းရဲ့တငယ်ရှင်မင်းကလေးကသူမကိုအနိုင်ကျင့်လို့ရှိပါရင်အဲ့ဒီအခါမီယိုကယူရကိုမင်းအနိုင်ကျင့်ခံစရာမလိုအပ်ပါဘူးဆရာကိုပြောပြတင်ပါရင်မင်းကိုတန်ဖိုးမထားတဲ့အဖွဲ့ထဲကိုဝင်ဖို့အတွက်မကြိုးစားတင်ပါဘူးလို့ရှင်းပြခဲ့ပါရင်ဒါပေမဲ့ယူရကသူ့ရဲ့စကားကိုလစ်လျူရှုပြီးတော့သူတို့ရဲ့အဖွဲ့ထဲကိုဝင်ရှင်နေခဲ့ပါရင်ပစ်စုပ်ပန်ကိုပြင်ရောက်တဲ့အခါမှာယူရတယောက် ရုတ်တရက်ပျောက်ကွယ်သွားပါလိမ့်သူတငယ်ရှင်တွေကတခြားအခန်းတဏှာကိုသွားတာဖြစ်လိမ့်မယ်လို့ထင်ကြပါလိမ့်အဲ့ဒီနောက်ကျွန်းတိုင်းရဲ့တငယ်ရှင်မိန်းကလေးကအခန်းထဲကထွက်လာခဲ့ပြီးတော့ယူအကိုမြင်လဲရပေမဲ့ယူအရဲ့မျက်လုံးတွေကဖြူဖွေးနေတဲ့အတွက်သူမကြောက်လန့်သွားခဲ့ပါလိမ့်ယူအရဲ့တငယ်ရှင်ကယူအကိုရှာရမယ်ဆိုပြီးကျွန်းတိုင်းရဲ့တငယ်ရှင်နဲ့နောက်တစ်ယောက်ကိုလွတ်လိုက်ပါလိမ့်ကျွန်းတိုင်းရဲ့တငယ်ရှင်ကမချိမဆန့်တဲ့အတန်းထဲကနေထွက်သွားပါလိမ့် ခဏအကြာသူမအိမ်သာတက်ရှင်တဲ့အတွက်ယူရရဲ့တငယ်ချင်းကိုအပြင်မှာစောင့်ခိုင်းပြီးသူမဝင်တော်ပါလိအထဲမှာယူရပုံနေတာကိုတွေ့ရပါပြီဒါပေမဲ့ကျွန်းတန်းရဲ့တငယ်ချင်းပြန်ထွက်လာတဲ့အခါမှာသူ့နားထဲမှာထူဆန်းပြီးပြင်းထန်တဲ့နာကျင်မှုကိုခံစားလာရပါလိအဲ့ဒီနောက်အသိကိုပြန်ပြောင်းပြတဲ့မြင်ကွင်းအားပြန်ပြီးပြသသွားခဲ့ပါလိတနေ့မှာဆိုရင်ကျွန်းတန်းရဲ့တငယ်ချင်းမင်းကလေးက မီယိုကိုအားရပါရပါရိုက်နေတာကြောင့်တနာစရာကောင်မလီရဲ့နားကနေတွေးဝေထွက်လာခဲ့ပါရင်သူမဟာအဲ့ဒီနားနဲ့ဘာမှကိုမကြားနိုင်တော့ဘူးထင်ရပါရင်ကျုံတိုင်းရဲ့တငယ်ရှင်ကမီယိုကိုဒီလိုလောက်ရတာဟာမီယိုကသူ့တငယ်ရှင်နဲ့မနေ့တုန်းကစကားပြောခဲ့တယ်ဆိုတာသူမသိလျာလို့ပါဒါပေမဲ့မီယိုကတော့ငင်းဆိုပါရင်ဒါနဲ့သူမကယူဝကိုမီယိုဟာမနေ့ကငါတငယ်ရှင်နဲ့စကားပြောခဲ့သလားလို့မေးလိုက်တဲ့အခါမှာယူဝကဟုတ်တယ်လို့ဖြေလိုက်ပါရင်တကယ်စင်တော့သူမမသိပေမဲ့ကျုံတိုင်းရဲ့တငယ်ရှင်ဒိုရာထွက်မှာကို ြောက်တဲ့အတွက်လိန်ပြောလိုက်တာပါပြီးတော့သူမအလို့ရှင်တော်ကိုလည်းရသွားခဲ့ပါပြီအဲ့ဒါကတော့သူတို့ရဲ့အဖွဲ့အထဲကိုဝင်ခွင့်ရသွားခဲ့တာပါဆိုလိုတာက you are ဟာတငယ်ရှင်အစ်စ်တွေရဖို့အတွက်လောဘတကြီးဖြစ်ခဲ့တာကြောင့်သူရဲ့အခင်ဆုံးတငယ်ရှင်မီယိုကိုတစ္ဆာဖောက်ခဲ့တယ်ဆိုတာပြသနေခဲ့ပါရင်ဒါဟာမီယိုအနိုင်ကျင့်ခံရရှင်အ धिक အကြောင်းရင်းဖြစ်ခဲ့ပါရင်ပစ္စုပန်ကိုပြင်ရောက်လာတဲ့အခါမှာမီယိုရဲ့ဝိညာဉ်ကကျွန်တိုင်ရဲ့တင်ငယ်ရှင်မင်းကလေးဘေးအနားမှာပေါ်လာပြီးတော့ သူမကိုစကားဝေးပြောနေခဲ့ပါရင်ဒါပေမဲ့သူမကဘာမှမကြားရဘဲနားထဲမှာအယံကိုနာကျင်နေရပါရင်မိရောအပြင်းထန်အရိုက်ခံရတော့ကလို့ပါသူမအားပါတရားရိုက်ခဲ့တဲ့အချိန်တုန်းကလို့ပဲဖြစ်ပါရင်သူမရဲ့ရှေ့မှာဝက်ဥလက်တချောင်းပေါ်လာခဲ့ပြီးတော့သူမရဲ့ဝိညာဉ်ကအဲ့ဒါကိုနားထဲထိုးထည့်လိုက်ဖို့ပြောနေခဲ့ပါရင်ဒီစကားကိုကြားလိုက်ရတဲ့အခါမှာသူကဝက်ဥလက်ကိုသူ့နားထဲအတင်းကျပ်ထိုးထည့်လိုက်ပါရင်မိရောရဲ့ဝိညာဉ်ကသူမကိုဒီလိုလှောက်ခိုင်းနေတယ်လို့ပါသူမဟာအလွန်နာကျင်စွာနဲ့တိတ်ဆုံးသွားတော့ပါရင် အဲ့ဒီအချင်းယူရနဲ့သူတငယ်ရှင်ရောက်လာခဲ့ပြီးတော့ကျွန်းတန်းရဲ့တငယ်ရှင်မင်းကလေးရဲ့အလောင်းကိုတွေ့လေရပါပြီ။ဒါကြောင့်ကြောက်လန့်သွားကြပါရင်အဲ့ဒီနောက်ယူရရဲ့တငယ်ရှင်ကမီယိုရဲ့ဝိညာဉ်ကိုမြင်လက်ရတဲ့အခါကြောက်အားလန့်အန်းနဲ့ယူရရဲ့လက်ကိုဆွဲပြီးထွက်ပြေးတော့ပါရင်အခုဆိုရင်သူတို့အပေါ်ဖြစ်ပျက်နေတာဝင်အားလုံးကိုမီယိုရဲ့ဝိညာဉ်ကစီမံခန့်ခွဲနေတာဒါမှမဟုတ်လက်စားရှိနေတယ်ဆိုတာကိုသိလေရပါရင် ကြံနေတည်တဲ့လူတွေဘာအမှားတွေလုပ်ခဲ့တယ်လဲဆိုတာကိုအခုမှဆက်ပြီးသိရမှာပါယူဝရဲ့တငယ်ရှင်ကယူဝကိုတခွေခံတစ်ခုစီခေါ်သွားပြီးတော့အဲ့ဒီမှာဖားတကောင်ကိုတွေ့လျက်ရပါရင်အတိတ်ကမြင်ကွင်းမှာဆိုတော့အထက်တန်းចောင်းတို့ကယူဝရဲ့တငယ်ရှင်ဖြစ်သူဟာဇန်တက်ခံဖားတကောင်ကိုအတင်းအကျပ်ကြွေးမွေးဖို့အတွက်ကြိုးစားခဲ့တဲ့ပုံနဲ့မီယိုကိုအရန်ဆူဆူယွာဆက်ဆံခဲ့တဲ့ပုံစံအားပြသခဲ့ပါရင်ဒီကနေ့တော့သူအဲ့ဒီအတွက်ပြန်ပြီးအပြစ်ပေးခံရတော့မှာပါ ပိစုံပံမှာတော့ယူဝရဲ့တငယ်ရှင်ပါဇက်အထဲကနေဖားဝေးအမြကြီးရုတ်တရက်ထွက်လာပါလိဖားအတော်မများကသူ့ခန္ဓာကိုယ်အထဲမှာတော့မှလှုပ်ရှားနေခဲ့တာပါဒီအတွက်သူ့အယံနာကျင်ခံစားရပေမဲ့ဘာမှကိုမတတ်နိုင်ခဲ့ပါဘူးနာကျင်မှုတက်တာစီဖို့ခွဲစိတ်ထားနဲ့ဘိုက်ကိုကိုယ်တိုင်ခွဲထုတ်ပြီးဖားဝေးကိုလွတ်ထွက်လိုက်ပါလိဒီလိုနဲ့နာကျင်စွာနဲ့ပဲတိတ်ဆုံးတွားရပါလိ နောက်တစ်ယောက်ဖြစ်တဲ့ကျွန်းတိုင်းကယူအရဲ့ကျန်တဲ့တင်ငယ်ရှင်ကိုတယောက်တည်းထားခဲ့ပြီးတော့ကျန်တဲ့လူတွေကိုလိုက်ရှာဖို့ထွက်သွားပါရီမကြခင်ယူအရဲ့တင်ငယ်ရှင်ကအလုံးသူ့ကိုတယောက်တည်းထားသွားပြီလားဆိုပြီးသွေးပူနေခဲ့ပါပြီသူ့အပြင်ကိုထွက်လာတဲ့အခါမှာစာတင်ခန်းတစ်ခုမှာမီယိုရဲ့ဝိညာဉ်ကိုမြင်လိုက်ရပြီးတော့ကြောက်အားလန့်အားနဲ့ထွက်ပြီးတော့ပါရီထွက်ပြင်းနေပဲဒဏ်ရာရပြီးတော့ခဏအကြာမှလဲကြသွားခဲ့ပါပြီမီယိုရဲ့ဝိညာဉ်ကသူ့ကို မောင်မိုက်တဲ့အထဲဆွဲခေါ်သွားပြီးတော့သူ့ရဲ့ဆက်လန်ကအဲ့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။မီယိုဘာကြောင့်ဒီလိုလုတ်တလဲစွာကိုနားလည်နိုင်ဖို့အတွက်အသိကအကြောင်းအရာကိုပြန်ကြည့်ကြည့်အောင်ပါ။ယူဝါရဲ့တငယ်ရှင်ဖြစ်သူကမီယိုကိုမကောင်းတဲ့စိတ်နဲ့ကြည်နေခဲ့ပြီးတော့မီယိုရဲ့အခင်ဆုံးတငယ်ရှင်ဖြစ်တဲ့ယူဝါကိုသူ့ရဲ့မကောင်းတဲ့ယူဝါချက်တွေပြင်းပြောက်စီဖို့အတွက်အကူအညီတောင်းခဲ့ပါပြီ။ယူဝါကမီယိုကိုညှပ်ဖက်အကြောင်းအားကစားရုံစီလှည့်စားပြီးတော့ခေါ်သွားခဲ့တာပါ။ မီယိုပြီးခဲ့တဲ့လက်ကောက်ကိုចောင်းအားကစားရုံအထက်မှာမိကြံခဲ့ပြီးတော့ရှာမတွေ့ဘူးလို့យូវ៉ាကလိန်ပြောခဲ့တာဖြစ်ပါ ರೀ မီယိုဟာသူမနဲ့အတူလိုက်သွားတဲ့အခါမှာတော့យូវ៉ាရဲ့တငယ်ချင်းကအဲ့ဒီမှာရန်နေတာကိုတွေ့ရပါ ರೀ မီယိုရောက်တဲ့နဲ့យូវ៉ាထွက်သွားဖို့အချက်ပြပေမဲ့យូវ៉ាကသူ့ရဲ့အခင်ဆုံးတငယ်ချင်းမီယိုကိုထားခဲ့ပြီးထွက်သွားခဲ့ပါ ರೀ យូវ៉ាရဲ့တငယ်ချင်းကတော့မီယိုကိုမောင်းမိုက်တဲ့အခမ်းအနစီအတင်းအကျပ်ဆွဲခေါ်သွားတော့ပါ ರೀ ပေးဆုပ်ပံမှာយូវ៉ាတယောက်ငိုနေခဲ့ပြီးမီယိုရဲ့ဝိညာဉ်ကို တော့ပါတော့နေအားလုံးကိုလက်စားရှိပြီးပါပြီလို့ပြောလိုက်ပါရင်းမိို့ကငါလက်စားမရှိရသေးပါဘူးကြံနေသေးပါတယ်နောက်မှဆက်လုပ်မယ်လို့ပြန်ဖြေလိုက်ပါရင်းအဲ့ဒီအခါမှာကျွန်းတိုင်းကရောက်လာခဲ့ပြီးတော့ယူရရဲ့တငယ်ချင်းတိတ်ဆုံးနေတာကိုမြင်လိုက်ရတဲ့အတွက်ကြောက်လန့်နေကြတဲ့ယူရစီလာထိုင်ပြီးနစ်သိမ့်ပြပါရင်းယူအားကငါမီယိုရအတန်ကိုကြားနေရတာကြားပါပြီငါတို့အားလုံးအကြောင်းပြောနေတာလို့သူ့ကိုပြောပြပါရင်းကျွန်းတိုင်းက map ကငါအကြောင်းဘာပြောတလဲလို့မေးလိုက်ပါရင်း ယူဟာကမီယိုနဲ့ကျုံတိုင်းရဲ့ဆက်လန်းကိုပုံဖော်ထားတဲ့အမြင်အယုံတစ်ခုကိုတွေ့လျက်ပါရီယူဟာရဲ့တငယ်ရှင်မီယိုကိုတိုက်ခိုက်ပြီးတဲ့နောက်မီယိုဟာအကြီးအကျယ်စိတ်ထိခိုက်နေခဲ့ပါရီအဲ့ဒီအချိန်မှာကျုံတိုင်းကသူမကိုနှစ်သိပ်ပြီးတော့သူတို့နှစ်ယောက်ရင်းနှီးသွားကြပါရီတနေ့စကားပြောနေတော့မီယိုကနင်တရယောက်ကိုတွေးနေတာလားတကခုဆွဲနေတာကိုပြောစမ်းပါနင်ဘာကြီးဆွဲနေတာလဲလို့ကျွန်တိုင်းကိုမေးပါရင်ကျွန်တိုင်းကအချိန်တိုင်းပြောပြမယ်လို့ပြောပါရင် ဲ့ဒီနောက်ငါရဖုန်းကိုအနုပညာခန်းထဲမှာထားခဲ့တယ်လို့ပြောပြီးနေရောက်သားဖုန်းယူဖို့တွားကြပါရင်ကျွန်းတိုင်းကအိမ်သာတွားမယ်ဆိုပြီးထွက်သွားတော့မီယိုတယောက်ထဲပကြီခန်းထဲမှာကြံခဲ့ပါရင်အဲ့ဒီမှာသူမကကျွန်းတိုင်းရဖုန်းကိုတွေးလိုက်ပြီးမဲ့သူဆွဲနေတဲ့ပုံကိုလည်းတွေ့ရပါရင်မီယိုကပုံပေါ်မှာအဝတ်ကိုဖေးလိုက်တော့ကျွန်းတိုင်းအမြဲတမ်းဆွဲနေခဲ့တဲ့ပကြီကားဟာရွာရဲ့တငယ်ချင်းကမီယိုကိုနောက်ရှက်နေတဲ့ပုံဖြစ်တာကိုမြင်လဲရပါပြီဆိုလိုတာကကျွန်းတိုင်းဟာလူကောင်းတယောက်မဟုတ်သလိုစစ်မှန်တဲ့တငယ်ချင်းလည်းမဟုတ်ပါဘူး သူကလည်းသူမကိုနာကျင်စေခဲ့တာပါမီယိုအနိုင်ကျင့်ခဲ့ရတဲ့ညတော့ကတနာဆရာကောင်းတဲ့မီယိုကိုကူညီပေးရှင်းမရှိဘဲနဲ့အာကစားရုံအပြင်ဖက်မှာရက်နေခဲ့တာကိုလည်းကျွန်တော်တို့သိလိုက်ရပါပြီအတိတ်မှာမီယိုကဒရော့ကြီးနဲ့ကျွန့်တိုင်းရပုံချမ်းကိုဆုတ်ဖြဲလဲပါပြီကျွန့်တိုင်းပြန်ရောက်လာပြီးသူ့ရပုံချမ်းအဖျဲခံရတာကိုမြင်တော့မီယိုကိုနာကျင်စေခဲ့တယ်ဆိုတာသိလိုက်ရပြီးအယူတယောက်လို့ပြောလဲပါပြီအခုဆိုရင်ပစ္စုပ္ပန်မှာတော့မီယိုရဲ့ဝိညာဉ်က you are အထဲကိုဝင်ရောက်သွားခဲ့ပါပြီ ပြီးတော့ကျွန်းတိုင်းကိုခြုံထက်တဲ့အရာဝတ္ထုနဲ့အကြီးကျယ်ထိုးနေပြီးဆူဆူရွာနာကျင်စွာနဲ့တိတ်ဆုံးစေပါရင်ကျွန်းတိုင်းတည်ပြီးတော့ရွာကကျောင်းခေါမိုးအပေါ်ကိုတတမ်းမှတ်တက်သွားပါရင်အဲ့ဒီမှာမီယိုပြီးခဲ့တဲ့လက်ကောက်လေးကိုတွေ့ရပါပြီမီယိုရဲ့ဝိညာဉ်ကသူ့မရဲ့အနောက်မှာရပ်နေပါရင်ရွာဟာမျက်ရည်ဝင်နဲ့သူ့လှုပ်ခဲ့တဲ့အမားတွေအတွက်တောင်းပန်ပါရင်ဒါပေမဲ့မကြခင်မှာမီယိုရဲ့ဝိညာဉ်ကယူဝကိုတိုက်ခိုက်ပြီးတော့လေဘင်းကိုညှစ်တော့ပါရီယူဝတယောက်ထဲကသာကြံတော့ရာကြောင့် သူမကိုတတ်ပြစ်လိုက်မယ်ဆိုရင်မီယိုကိုကိုအဆုံးစီရင်ခဲ့တဲ့အကြောင်းရင်းအတွက်လက်စားရှိပြီးသူမရဲ့ဝိညာဉ်ဟာငြိမ်းချမ်းမှုရရှိတော့မှာပါမီယိုရဲ့အခင်ဆုံးတငယ်ရှင်ဖြစ်ပေမဲ့ဘယ်တော့မှကောင်းကောင်းမွန်မွန်မလုပ်ခဲ့တဲ့အတွက်ယူဝကိုငင်းပန်းနှိပ်စက်ပြီးတော့တတ်ပြစ်လိုက်ပါရင်ဒီလိုနဲ့ပဲဆလန်ကအဆုံးတတ်သွားခဲ့ပါရင်ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါပြီ။